တော့ဒါမဟာမြမုနိဖရာကြီးအနောက်ဘက်မုတ်ကစီရီတော်တွေပေါ့နော်ငလင်ဘေးကြောက်ဒါပျက်စီးသွားတဲ့အနေထားဖြစ်ပါတယ်ရှင်းနေထားပြီးသိတဲ့အောင်လည်းရှင်းနေထားပြီးပါပြီဒီဘက်မှာဆိုလို့ရှင်လည်းဒါနောက်ကထုတ်ကောင်ဟောနုံမြတ်စွာဘုရားပေါ့နော်ဒီမှာဆိုလည်းဒီမှာရှင်သေးကြီးတွေလည်းဒီလိုမျိုးကြီးဖြစ်သွားရပေါ့နော်ဒီဘက်မှာလည်းသင်ပြီးတော့ဆိုလို့ရှင်လည်းအောက်ကိုနေ ဒါတော့ရမျက်စာဖရားပေါ့နော်အရှိမချင်းချင်းကြီးဆက်ကောင်ကလည်းအုပ်ပုံပြီးဖြစ်သွားတယ်ဘာမှမရှိတော့ဘူးဟာဖရားစေဒီဒီကလည်းနှစ်စုလုံးပေါ့နော်တစ်စုကတော့လုံးဝပြည့်စည်သွားတယ်တစ်စုကတော့ဒီမှာတစ်စုကလည်းအမင်းငယ်ပြည့်စည်သွားတယ်ပေါ့နော်မဟာနေမင်းဘုရားကိုသွားနေတဲ့တန်းကစောင်းပြုတ်သားတော်ရမြတ်စွာဘုရားဖြစ်ပါတယ်ဒီเจ้าဆောင်ကြီးကတော့ဒါမဟာမြတ်မုနိ အဲနောက်ဖက်မုတ်ပေါ့နော်ဘေးမှာရှိတဲ့ရွှေရေးဆောင်ចောင်းတိုက်ရဲ့ main ចောင်းတိုက်ကြီးပေါ့နော်အဲဒါကဒီငလင်ဘေးကြောင့် main ចောင်းဆောင်ရဒီလိုမျိုးပြုတ်ပြက်ပျက်စီးသွားတယ်ဒါပေမဲ့တန်ဃာတွေတော့ထိခိုက်မှုအသက်အန္တရာယ်တော့မရှိလိုက်ဘူးပေါ့နော်ចောင်းဆောင်ကတော့ပျက်စီးရှင်ရင်းသွားပါတယ်ဒါတော့ main အဓိကចောင်းဆောင်ပေါ့နော်